ဗမော်တို့စစ်ကူလာပို့သည့်စစ်ရဟတ်ရင်နှစ်စီးကိုပြစ်ခတ်နိုင်ခဲ့ပြီးထိမှန်ရှိဟု KIA ရှေ့တန်းတည်ရင်းမြစ်ပြောဆိုပြီး KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကမတိသေးဘူးဆိုကချင်ပြည်နယ်ဗမော်မြို့သို့စစ်ကူလာသည့်စစ်တပ်ရဟတ်ရင်နှစ်စီးကို KIA ပူးပေါင်းတပ်များကယနေ့ပြစ်ခတ်ခဲ့ရာထိမှန်ပြကြမှုရှိကြောင်း KIA ရှေ့တန်းတည်ရင်းမြစ်ကရန်ကုန်ခေတ်တည်ရင်းဌာနထံသို့ပြောဆိုသည့်ယနေ့မေလ20ရက်နေ့မိုးရွာတနာကြီးကျော်အချိန် ဗမော်မြို့စကခါ20ရက်အတွင်းသို့လာဆင်းသည့်စစ်တပ်ရဟတ်ရင်နှစ်စီးကိုပြစ်ခတ်ခဲ့ရာ MAI 69ရဟတ်ရင်တစီမှာပြက်ကျသွားခဲ့ကြောင်းအခြားရဟတ်ရင်တစီမှာလည်းထိမှန်သွားခဲ့ကြောင်းသိရှိရသည်မြကြီးနာဘက်ကတက်လာတဲ့မှာ69ရဟတ်ရင်တစီနဲ့ရွှေဘူဘက်ကတက်လာတဲ့ရဟတ်ရင်တစီကို KIA ပူးပေါင်းတပ်ဖွဲ့ကပြစ်ချပါတယ်နှစ်စီးလုံးထိမှန်ပါတယ် တစီကတော့ဗမော် ARD မြစ်အနောက်ဘက်အချမ်းကိုပြတ်ကြတယ်။နောက်တစီကတော့ရွှေကူဘက်ပြန်သွားတယ်။နှစ်စီတော့ထိမှန်အောင်ပြစ်ခတ်နိုင်ခဲ့ပါတယ်ဟု KIA ရှီတန်းသတင်းရင်းမြစ်ကပြောဆိုသည့်ရန်ကုန်ခေတ်သစ်သတင်းဌာနက KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူထန်တို့ရဟတ်ရင်နှစ်စီကို KIA ပူးပေါင်းတပ်များကပြစ်ခတ်ခဲ့ရာထိမှန်ခဲ့သည်ဆိုသောသတင်းနှင့်ပတ်သက်၍အတည်ပြုချက်တောင်းခံခဲ့ရာ သူထံသို့သတင်းမရောက်သေးပဲသူမသိရှိသေးကြောင်းပြောဆိုသည်ကျွန်တော်မသိသေးဘူးကျွန်တော်စီပါသတင်းမှမရောက်သေးဘူးမေးကြည့်ရမယ်ဟုဗိုလ်မှူးကြီးနော်ဘူးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်ဗမော်မမြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့ကလည်းရဟတ်ရင်ကိုထိမှန်အောင်ပြစ်ခတ်နိုင်ခဲ့သည်မှာတေချာကြောင်းအ ਨੇ စုံတစည်းပြကြသည်ဟုသိရှိထားကြောင်းပြောဆိုကြသည်ဗမော်မျိုးသိန်းတိုက်ပွဲကို2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့မှစတင်တိုက်ခိုက်နေခြင်းဖြစ်ပြီးယနေ့9လကျော်ကြာသည့်အထိ နှစ်ဖက်တိုက်ပွဲများဆက်လက်ပြင်းထန်နေစေဖြစ်သည်